တို့ရဲ့ Zoom Talk လေးကိုအခုချိန်ကနေပြီးတော့ရေးစတင်လိုက်ပါမယ်။အဲ့တော့ဒီဘက်ပြောမှာတော့ Love Lessons and Growth ပေါ့နော်။အဲဒီမှာတော့အချစ်သင်ခန်းစာရည်နဲ့ရင့်ကျက်ခြင်းပေါ့နော်။ဒီလိုမျိုးပြောမှာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးနှစ်ကုံတဲ့အချိန်မှာလူတွေကသူ့ရဲ့သူ့ရဲ့ဘဝမှာပါနေတဲ့အခန်းကဏ္ဍတွေပေါ့နော်။အရေးကြီးရဲ့လို့ယူဆတဲ့အခန်းကဏ္ဍတွေမိသားစုရှိမယ်။ relationship တွေရှိမယ်။ family နော်ငွေကြီး finance နဲ့ပတ်သက်ပြီးတော့ရှိမယ်။ career လို့ခေါ်တဲ့အသက်မွေးဝမ်းကြောင်း နဲ့ပတ်သက်တဲ့အရာတွေရှိမယ်အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အရာတွေရှိမယ်ပေါ့နော်အဲ့လိုအရာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ကဟိုပြောင်းအပြောင်းလဲတွေကျမတို့လုပ်ချင်ကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာအပြောင်းလဲတွေလုပ်မယ်ဆိုရက်စိတ်မျိုးဖြစ်တယ်အဲ့တော့ဒီမှာကတော့ကျမခေါင်းစဉ်မှာပြထားတဲ့အတိုင်းပဲကျမတို့ relationship တွေနဲ့ပတ်သက်ပြီးတော့အဲဒီ talk လေးမှာတော့ focus လုပ်သွားမှာဖြစ်တယ်ပေါ့အဲ့တော့ အဲအဓိကဘာလဲဆိုလို့ရှိရင်ဒီနှစ်တစ်နှစ်လုံးမှာကျမတို့ဒီလို relationship တွေနဲ့ပတ်သက်ပြီးတော့ relationship ဆိုတာအမျိုးစုံရှိရနော်အမျိုးသမီးချင်းချင်းရှိမယ်အမျိုးသားချင်းချင်းရှိမယ်အမျိုးသမီးအမျိုးသားရှိမယ်နော်အိမ်ထောင်မှာဖြစ်နေတဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ marriage နဲ့ပတ်သက်တဲ့နော်တယောက်နဲ့တယောက်ဘယ်လိုပဲဖြစ် relate လုပ်နေရချိတ်ဆက်နေရအရာမလဲမရောကျမတို့က relationship လို့အော်ဒီနေရာမှာသတ်မှတ်ပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအရာတွေနဲ့ဒီတစ်နှစ်လုံးမှာကျမတို့ဖြတ်သန်းခဲ့တဲ့အခါမှာဒီခါလေးမှာကိုချိန်တဲ့တာတွေလည်းရှိမယ် အဲ့တော့အခုနှစ်ကုန်ပြီဆိုတဲ့အခါကျရင်ကျမတို့ဒီနှစ်တစ်နှစ်လုံးမှာကျမတို့ relationship တွေကဘာတွေဖြစ်ခဲ့လဲဆိုတာလေးတွေကိုကျမတို့ reflect လုပ်ကြည့်မယ်။နောက်ပြီးတော့ကျတော့ကိုယ့်အကူကျမတို့ assessment လေးတစ်ခုပေးမယ်ပေါ့။အဲ့တော့အဲ့ဒီအတွက်က slide လေးတစ်ခုရှိမယ်။အဲ့ဒါတစ်ပိုင်းသွားမယ်။နောက်တစ်ပိုင်းကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ healthy relationship ပေါ့နော်။တကယ်ကျမတို့ရဲ့အချက်ကျမတို့ရဲ့ relationship တွေကိုကျမ်းမှာရှင်းတန်စေရဲ့အရေးကြီးတဲ့အချက်ကလေးကဘာလေးလဲ။ဒါကဒုတိယပိုင်းအနေနဲ့ပြောသွားမှာဖြစ်တယ်ပေါ့။ a relationship တွေဟာပုံစံကဘယ်လိုမျိုးရှိလဲဆိုရှင်သူက two way communication ပုံစံနဲ့တွားတာမျိုးဖြစ်ပါတယ်အဲ့တော့ကိုကတစ်ဖက်သေးပဲเนาะကိုရဲ့ relationship ကဟိုဘက်ကပဲတစ်ဖက်သေးရပဲကို relate လုပ်နေတယ်ဒါမှမဟုတ်ကိုကပဲကိုဘက်ကပဲသူ့ကိုတွားပြီးတော့ relate လုပ်နေတယ်ကိုဘက်ကပဲသူ့ကိုချိတ်ဆက်နေရတယ်ဟိုဘက်ကပဲကိုကိုလာပြီးတော့ချိတ်ဆက်နေရတယ်ဆိုရှင်ဒါတကယ်ချိတ်ဆက်မှုမဟုတ်ဘူးပေါ့เนาะတကယ်ချိတ်ဆက်မှုကဘာလဲ two way တွားရမယ်ကိုကလည်းသူ့ဘက်မှာ relate ဖြစ်တယ် သူကလည်းကိုယ့်ပုံမှာ relate ဖြစ်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့က relationship လို့ပြောနိုင်တာပဲဖြစ်တယ်ပေါ့အဲ့တော့လူတွေက relate လုပ်ကြတယ်ဆိုတဲ့အခါမှာဘာလဲဆိုလို့ရှိရင်နော်အရေးကြီးတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါလေးကြောက်လို့ရှိရင်နော်ကိုယ့်ဘက်ကကိုချစ်တဲ့ပုံစံကိုကိုမပြောပြတတ်ဘူးနော်နောက်တစ်ခါကျတော့ကိုကမမျှော်လင့်သင့်ဘူးလို့ထင်တယ်ဒါမျိုးတွေလည်းရှိရနော်ဒါကဟို block ဖြစ်တဲ့ဟာပေါ့ဥမာအဖြစ်ကျမဆိုလို့ရှိရင်ဘာဖြစ်လဲဆိုကျမ provider ပေါ့နော် provider ဆိုတဲ့အတွက်ကြောင့်မို့ကျမအမြင်နဲ့ provide လုပ်ပေးခြင်းနော်သူများကိုကျမအမြင်နဲ့ဖြည့်ပေးခြင်းလေကျမဘက်ကနေစပြီးတော့ဖြည့်ပေးတဲ့ဟာမျိုးဘာဖြစ်လို့ဆိုကျမဘဝတစ်လျှောက်လုံးမှာကျမရဲ့ဒီ attachment ပုံစံတွေပေါ့ကျမကြီးပြင်းလာတဲ့အခါမှာနော်မိသားစုကနေရလာရပတ်ဝန်းကျင်ကရလာရကိုကြုံဘူးတဲ့ relationship တွေမှာရလာခဲ့တဲ့ attachment ပုံစံအရာကျမဒီဘလိုပုံစံဖြစ်ခဲ့လဲဆိုရင်ကျမကသာ provide လုပ်ပေးရတဲ့ပုံစံမျိုးဖြစ်တယ်ဖြစ်တဲ့အခါကျတော့ကျမဘယ်လိုဖြစ်လဲဆို relationship ဒီမှာများသွားပြီကျမဒီ เนาะသူများချစ်တဲ့ဟာကိုလည်းကျွန်မလက်ခံဖို့နည်းနည်းတွန်းဆုတ်တတ်တယ်ပြီးရဲ့ခါမှာကျွန်မတောင်းသင်းတဲ့ဟာကိုလည်းကျွန်မသိပြီးတော့မတောင်းရဲဘူးမတောင်းတတ်ဘူးအဲ့လိုဖြစ်တယ်ဘာလို့ဆိုကိုကပဲပေးနေရတဲ့အတွက်ကြောင့်မလို့ကျွန်မစိတ်ထဲမှာငါကပဲပေးရမယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်အဲ့ဒါကျွန်မ blog ဖြစ်စေရဲ့ဟာတခုပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်မ relationship ဒီမှာတစ်ခါလေတက်လို့ရှိရင်အာတချို့ကိစ္စတွေမှာဘယ်လိုမျိုးပုံစံနဲ့သွားလဲဆိုလို့ရှိရင် one way နဲ့သွားနေတာမျိုးတွေရှိတတ်တယ်เนาะဆိုတော့ဒါက ကျွန်မဥပမာအနေနဲ့ပြောပြရဖြစ်တယ်။အဲ့တော့အဲလူကလူနှစ်ယောက်ကတယောက်နဲ့တယောက် relate လုပ်တယ် relationship ပဲဖြစ်ဖြစ် partnership ပဲဖြစ်ဖြစ် companionship ပဲဖြစ်ဖြစ်နှစ်ယောက်ပါနေရဆိုလို့ရှိရင်တယောက်နဲ့တယောက်ကအပြန်အလှန်သွားတဲ့ပုံစံမျိုးမရှိဘဲနဲ့တစ်ဖက်ထဲကနေပဲသွားနေရဆိုလို့ရှိရင်ကိုယ့်အနေနဲ့ရောကိုကပဲပေးနေရတယ်ဆိုလို့ရှိရင်ရောကိုကအမြဲတမ်းပေးနိုင်ပါမလားဆိုတာစဉ်းစားဖို့လိုတယ်လို့တစ်ဖက်ကလည်းနော်သူကပဲအမြဲပေးနေရတယ်ဆိုလို့ရှိရင်အဲ့ဒါက ရေရှည်မှာဖြစ်နိုင်ပါမလားဆိုတဲ့ဟာကိုကျမတို့ကစဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျမတို့ကဟို relationship တွေက break up ဖြစ်သွားတယ်ကျမတို့ပြတ်ဖို့ကျမတို့စဉ်းစားတယ်ဆုံးဖြတ်တယ်ဆိုလို့ချင်းအဓိကဘာလဲဆိုကျမတို့လူကိုမုန်းလို့လူကိုအမြင်ကပ်လို့ဆိုတာမျိုးမဟုတ်ပဲနဲ့အဲ့ဒီလူရဲ့အနောက်မှာပါလာတဲ့အမှုအကျင့်တွေကိုကျမတို့သဘောမကျတဲ့အတွက်ကြောင့်မကြည်နဲ့တဲ့အတွက်ကြောင့်မုန်းတဲ့အတွက်ကြောင့်မဖြစ်တယ်ပေါ့နော်အဲ့တော့မကြသေးခင်က ကျွန်မအဲဒီမင်္ဂလာဆောင်တခုမှကျွန်မစကားပြောရတော့အဲ့ဒီအကြောင်းလေးကိုကျွန်မထည့်ပြီးပြောလိုက်ပါတယ်။ဘာလဲဆိုတော့လူတွေကတယောက်နဲ့တယောက် relationship လုပ်တယ် partnership လုပ်တယ်တူတူရှိရယ်ဆိုတာဘာလဲဆိုကျွန်မတို့ကကိုယ့်ရဲ့ဘဝကိုနော်သူနဲ့မျှဝေလိုက်တာနော်သူနဲ့လက်ထပ်လိုက်တယ်အိမ်အောင်ကြရယ်ဆိုတာကြဘာလဲဆိုလို့ချင်းကျွန်မတို့ရဲ့ဘဝတွေကိုသူ့ကိုဝင်ဝင်ပေးလိုက်တာအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့အဲ့ဒီခါမှာသူ့ဘဝတွေကိုဝင်ဝင်ပေးလိုက်တယ်ကိုယ့်ဘဝတွေမှာမျှဝေလိုက်တယ်ဆိုတာတင်နဲ့မပြီးဘဲနဲ့ ကျမတို့တွေကအထုပ်အပိုးနဲ့ရောက်လာကြတာဖြစ်တယ်တယောက်နဲ့တယောက်เนาะအထုပ်အပိုးဆိုတာဗာလဲဆိုလို့ရှိရင်ကျမတို့ရဲ့အမှုအကျင့်နေเนาะကျမတို့ပတ်ဝန်းကျင်နေမိသားစုအတိုင်းဝိုင်းဒါတွေအကုန်လုံးပါတယ်เนาะအဲ့တော့ဘယ်လိုမျိုးဖြစ်ကြလဲဆိုလို့ရှိရင်အဲ့ဒီအမှုအကျင့်တွေကကျမတို့ကလိုက်ပြီးတော့ဟိုလိုက်ပြီးတော့ညှိရတာပေါ့เนาะအဲ့လိုမျိုးဖြစ်တာเนาะအဲ့ခါကျတော့ ဟိုအချစ်ဆိုတာကနော်ဘာတွေပါပါလဲဆိုရင်လှုပ်ဆောင်မှုတွေပါပါတယ်ပေါ့နော်ဒီချက်လေးအရောမှတ်ထားပေးစီကျင်ပါတယ်နော်အချစ်ဆိုတာကိုကျမတို့ခံစားရုံတက်တက်ပေါ့နော် feeling လို့ရုံတက်တက်မဟုတ်ဘဲနဲ့သူ့စီမှာပါလာတဲ့ဟာဒီဘာဖြစ်လဲဆိုရှင် action ပေါ့နော်ကျမတို့တကယ်ကိုလောက်ကန်ဆောင်ရွက်မှုတွေအမှုအကျင့်တွေပါပါလာတဲ့ဟာမျိုးဖြစ်တယ်နော်အဲ့တော့တစ်ခါလေးကြောက်လို့ရှင်ကျမတို့ကလူတွေကိုချစ်တယ်ဒီနေ့အောင်မှာကျမရဲ့ Facebook မှာဟိုအချိန်ရလို့ရှင်လည်းကြည်လိုက်ပါဖတ်ကြည့်လိုက်ပါအောင်အဲ့မှာကျွန်မရေးထားတဲ့စာလေးတစ်ခုရှိရချစ်တာနဲ့ချစ်တတ်တာနဲ့ဆိုတာမတူဘူးပေါ့နော်အဲ့တော့ချစ်တယ်ဆိုတာကျွန်တော်တို့လူတစ်ယောက်ကိုဘာမှဟိုအချိန်နေတစ်ခုပေါ်မူတည်ရမဟုတ်ဘူးနဲ့လကားနေသူ့ကိုသူ့မလို့ကိုချစ်တယ်ဆိုတဲ့ဟာကချစ်တယ်ဟာပေါ့နော်ချစ်တတ်တယ်ဆိုတာじゃပါလဲဆိုချင်းခုနပြောသလို နော် feeling ဆိုတာတဲ့ပါလဲဆိုရှင် acting ပေါ့နော်ကျမတို့တကယ်ကိုလောက်ကန်ဆောင်ရွက်တယ်ဆိုရက်အမှုအကျင့်နေအလေးအကျင့်နေအပြုအမူတွေပါပါလာရတယ်ဆိုရက်သဘောဖြစ်တယ်ပေါ့နော်ဒါလေးကိုတော့အမှတ်ထားစီရှင်ပါလေနော်ဟိုဘာဖြစ်လဲဆိုတော့ကျမတို့အဲ့လိုမျိုးသူ့ကိုကျမတို့ ဖြစ်တယ်ဆိုတဲ့နေရာမှာเนาะတယောက်နဲ့တယောက် relate လုပ်တယ် relationship တကူတိဆောက်တယ်ဆိုတဲ့နေရာမှာကျမတို့ဒီဘာကိုပါထည့်ပြီးတော့ပြောလို့ရလဲဆိုကျမတို့လောက်ကန်ဆောင်ရွက်တယ်ကျမတို့ရဲ့အမှုအကျင့်တွေ behavior တွေအဲ့ဒါတွေကိုပါကျမတို့က action အနေနဲ့ထည့်စဉ်းစားပြီးတော့ဒါလေးတွေကိုလည်းကျမတို့ပုံမှန်လုပ်သင့်တယ်ဆိုတဲ့အကြောင်းလေးကိုဒီနေရာမှာကျမပထမဆုံးပြောချင်တာဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီကျမတို့အခုဒီကိုယ့်ရဲ့ relationship ကိုကျမတို့ focus လုပ်ကြည့်မယ်ပေါ့နော်ကျမတို့ဒီ relationship က ိုတစ်နှစ်လုံးကကျွန်တော်ဖျက်တမ်းလာခဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီထောက်ကိုလာပြီးတော့နားထောင်နေဆိုတာက relationship ရှိလို့ပဲဖြစ်ဖြစ်မရှိလို့ပဲဖြစ်ဖြစ်เนาะတသက် အဲစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်လာနားထောင်နေဆိုတော့ welcome လုပ်တယ်။ဒါပေမဲ့ကိုယ့်စီမှာလည်းတကယ်ရှိနေရယ် relationship ရှိနေရယ်ဆိုလို့ရှိရင်တော့စဉ်းစားကြည့်စီခြင်းလေကျမတို့ဒီနှစ်မှာဘာတွေဖြစ်ခဲ့လဲကိုယ့်ရဲ့ relationship ကဘယ်လိုဖြစ်ခဲ့လဲဆိုတဲ့ဟာကိုကျမတို့ဒီ assessment လေးတစ်ခုပြီးမယ်ပေါ့နော်။အဲ့ PowerPoint လေးမှာတော့အဲ14ခုရှိပါတယ်။ PowerPoint လေးကိုပြလို့ရပါပြီ။အဲ့တော့အဲ့မှာတော့ဒီကျမအချက်14ခုရှိရယ်ပေါ့လေ။အဲ့အချက်14ခုက เนาะဒါအများကြီးပဲတကယ်တမ်းကြပြောမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်အများကြီးတခြားအချက်တွေလည်းအချက်ပေါင်းများစွာထွက်လာနိုင်သေးတယ် in general မှာ နော်လူတိုင်းက relate လုပ်လို့ရတဲ့အချက်ကလေးတွေဖြစ်တယ်ပေါ့နီကိုယ့်အကူအဲတကယ်လို့ဒါ in person workshop ပေါ့နော်ကျမတို့လူအချင်းချင်းတွေ့ပြီးတော့တယောက်နဲ့တယောက် face to face တွေ့ပြီးတော့လုပ်ရတဲ့ workshop မျိုးဆိုလို့ရှိရင်တော့ဒါကျမတို့ grading ပေးတာတော့နော်ဒီ assessment ကိုနော် rate လုပ်တာတော့ rating လုပ်တာတော့ grading လုပ်တာတော့အစရှိနေပေါ့နော်ဒီလိုမျိုးသွားနိုင်တယ်ဒါပေမဲ့ဒီမှာတော့ဗာလဲဆိုဒီဟာလေးကို screenshot ယူထားလို့ရတယ်ပြီးရဲ့အခါမှာကျမတို့ကိုယ့်ကိုယ်ကိုမေးကြည့်ရမယ် assess လုပ်တယ်ဆိုတော့ကိုကိုကမေးကြည့်မယ်ကျမတို့ဒီတစ်နှစ်လုံးကျမတို့ရဲ့ relationship မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ကိုကကိုမေးကြည့်ပြီးတော့ကျမတို့လွယ်လွယ်ကူကူပဲဒီမှာတော့ yes or no เนาะဒီနှစ်ခုနဲ့ပဲကျမတို့အာ ကိုကကိုမင်းကြည့်မယ်ပေါ့နော်အဲ့တော့ yes တွေကများရတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ relationship ကတော်တော်လေးကိုနော်စိတ်လုံးဆုံးမှုရှိရဲပျော်ရွှင်ရတယ်တည်ငြိမ်တယ်ဒီလိုမျိုးပြောရမှာဖြစ်တယ် no တွေများရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ relationship မှာတစ်ခုခု fix လုပ်ဖို့လည်းလိုအပ်နေရပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့တော့ကိုကြိုက်တဲ့ပုံစံနဲ့ကိုကကို rate လုပ်လို့ရတယ်အဲ့တော့ဒီမှာကျွန်မနဲ့စပြီးတော့အခုချိန်ဆက်ပြီးတော့ကျွန်တော်တို့အာကျွန်မတစ်ခုချင်းစီကိုကျွန်မပြောသွားမယ်ပေါ့နော်အဲ့တော့ နံပါတ်၁ကပါလဲဆိုလို့ရှင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေါ့เนาะကျမတို့သူ့ရောကိုယ်ရောစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိလားဆိုတော့အတိအပြေကဘယ်လိုမျိုးပြောရလဲဆိုရင် emotional security ပေါ့เนาะ emotional security ဆိုတာအမှန်တမ်းအရေးကြီးပါတယ်ကျမတို့ဒီလူနဲ့ပဲသွားတယ်เนาะလူဒီလူနဲ့သူနဲ့ကိုယ်နဲ့ချိတ်ဆက်နေပြီဆိုတော့ကျမတို့ကျမတို့စားအတူရှိရယ်သွားအတူရှိရယ်เนาะလူရှိသူရှိထွက်တဲ့အချိန်ရှိရယ်ဒီလိုမျိုးပေါ့เนาะအဲ့တော့ သူနဲ့ကျမတို့ကနေတဲ့အချိန်တိုင်းမှာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိလား emotional security ရှိလားပေါ့နော်ဒါလေးကိုကိုယ့်အကိုမေးကြည့်စေချင်ပါတယ်အဲ့တော့ဒီ assessment ကိုလုပ်နေတဲ့အချိန်မှာလေကိုယ့်အကိုလည်းမေးကြည့်စေချင်တယ်နောက်တစ်ခုကကျတော့ကိုယ့် partner ကရောဘလို့လဲဆိုတော့သူ့ဘက်ကိုလည်းကျွန်တော်တို့ကြည့်စေချင်တယ်เนาะအဲ့တော့သူ့ဘက်ကိုတခုလည်းကြည့်ရမှာမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကိုလည်းကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဗောနော်ဒီဟာကဒီ assessment ကเนาะသူ့များဘက်ကိုပဲအပြစ်ရှာဖို့မဟုတ်ဘူးเนาะကိုယ့်မှာရောဘာတွေလိုအပ်ချက်ရှိလဲเนาะဘာတွေအားသာချက်ရှိလဲအားနည်းချက်ရှိလဲဆိုတာတွေကိုနှစ်နှစ်ဖက်စလုံးကြည့်ရမှာဖြစ်တယ်အဲ့တော့ ကျမတို့ကဒီလူနဲ့ဒီလူနဲ့တူတူသွားတယ်ဆိုလို့ရှိရင်ကဲသူကလူရှိသူရှိမှာကိုယ်အုံငေါက်တတ်သလားပေါ့နော်။နော်ကိုယ့်ရဲ့မိတ်ဆွေအတိုင်းဝိုင်းတော့မို့ကိုယ်မသိရဲ့ public ထဲမှာနော်သူ့ကိုနော်သွားပြီးတော့ကျမတို့အလူရှိသူရှိမှာသွားပြီးတော့နော်အုံငေါက်မိတတ်တာဒါမျိုးတွေရှိတတ်တယ်လေ။တချို့ဆိုလို့ရှိရင်ဟုတ်တယ်မလား။ဟိုသွားရင်းလိုင်းနဲ့လမ်းမှာကျမတို့တစ်ခါလေကြောက်ချင်တွေ့ဘူးလေလေ။အချင်းချင်းနော်ဟိုပါးနေနားတွေရိုက်နေရမျိုးတော့မရှိရဲ။ဒါမျိုးတွေလည်းကျမတို့လုပ်တတ်ကြရပေါ့နော်။အဲ့တော့ เอ่อနောက်တစ်ခုอ่ะ तू เนี่ยပတ်သက်လို့ရှင်ကျမတို့စိတ်ထဲမှာကြောက်နေတာမျိုးရှိလားเนาะဥပမာ तू อ่ะကိုယ်ကိုဘယ်လိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စူအောင်မလဲငေါ့အောင်မလဲเนาะဘယ်လိုဟိုပြဿနာရှာအောင်မလဲเนาะနောက်တစ်ခုကကြတော့ကိုယ်ကဘယ်သူနဲ့များဆွတ်ဆွဲအောင်မလဲအဆရှိသဖြင့်ပေါ့เนาะ तू เนี่ยပတ်သက်လို့ရှင်အများကြီးကြောက်နေတာ နော်ကြောက်နေရယ်စိတ်ထဲမှာမပျော်ရွှင်ဘူးပေါ့နော်သူနဲ့ဝေးတဲ့နေရာရောက်နေရယ်ဆိုလို့ရှိရင်စိတ်ကပျော်ပျော်ရွှင်ရွှင်တည်တည်ငြိမ်ငြိမ်လုံးလုံးချုံချုံဖြစ်နေတယ်ဒါပေမဲ့သူနဲ့ရှိနေတဲ့အချိန်မှာသူ့ရဲ့မထင်မထင်သလိုထပြီးတော့ဖောက်တတ်တဲ့ဟာမျိုးတွေကြောက်မလို့ကိုကစိတ်ပိုင်းဆိုင်ရာလုံးချုံမှုရှိလားမရှိလားဆိုတာကို sense စေတယ်နော်အဲ့တော့သူလို့ပြောသလိုပဲကိုဘက်ကရောနော်သူ့အနေနဲ့ နော်ဗလိုင်းသွားပြီးတော့သူ့ကိုနော်ပြဿနာသွားရှာမိတယ်လားနော်ဟိုလူနဲ့ဆိုလို့ရှိရင်ဟိုလူဖြစ်ပြန်ပြီဒီလူနဲ့ဆိုဒီလူဖြစ်ပြန်ပြီနော်ဒါမျိုးတွေရောကျမတို့သွားပြီးတော့လုတ်တက်လားပြဿနာရှာတက်လားနော်နော်သူ့ကိုအချက်တကွဲအချိုးနဲ့ဖြစ်အောင်ကျမတို့လုတ်တက်လားနော်ဒါမျိုးတွေကိုဟိုကြည့်ရမှာဖြစ်တယ်အဲ့တော့ yes လား no လားဒါကိုယ့်အကို ကျွန်တော်တို့အအဖြေပေးလို့ရတယ်။နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ခံစားချက်မှန်သမျှကိုနော်ကျွန်တော်တို့ကအချင်းချင်းရုံရုံကြည်ကြည်နဲ့ကျွန်တော်တို့စိတ်ချပြီးရင်ဖွင့်နိုင်တာပေါ့နော်။ဒါကလည်းကျွန်တော်တို့ couple တွေမှာဆိုလို့ရှိရင်အမှန်တမ်းအရေးကြီးတဲ့အချက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့က နော်ကိုယ့်ရဲ့ခံစားချက်တွေကိုကို့ပါတနာကိုကျမတို့ညုံညုံကြည်ကြည်ရေမဖွင့်နိုင်တဲ့အားမျိုးရှိတယ်เนาะဆိုတော့အကုန်လုံးပေါ့ကိုခံစားရသမျှတရားရဂိုင်းတို့ကိုသူ့ပြောရမယ်လို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့တချို့ကိစ္စတွေမှာသူလည်းသိလို့ရတယ်ဆိုရဲကိစ္စတွေမျိုးမှတော့မှကိုဒီသူ့ကိုမပြောရဘူးဘာဖြစ်လို့လဲဆိုသူဒီအမတန်မ judgmental ဖြစ်တယ်เนาะ judgmental ဖြစ်တယ်ဆိုတော့ကိုယ့်ဘုံမှာအပြစ်တင်တတ်တယ်ဝေဖန်တတ်တယ်เนาะအဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာဘာဖြစ်လဲဘာဖြစ်လာလဲဆိုလို့ရှိရင်အာကျမတို့သူ့ဘုံမှာမယုံကြည်နိုင်တော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့တစ်ခုခုပြောလိုက်တိုင်းအမြဲတမ်းပြည့်စုံတာဖြစ်နေရယ်เนาะကိုယ့်အမြဲတမ်း judge လုပ်နေရယ်ဆိုတဲ့အခါမှာကိုကကိုယ်ခံစားချက်တည်းเนาะကိုယ့်ရဲ့ကြိုက်ခြင်းမကြိုက်ခြင်းတွေကိုသူ့မပြောနိုင်တော့ဘူးဥပမာဖြင့်ထားလိုက်ပါတော့ကျမကပြောမယ်ကျမဒီရင်းဒီမကြိုက်ဘူးဆိုလို့ရှိရင်ဘာဖြစ်လို့မကြိုက်တာလဲဆိုတာကเนาะတော်သေးတယ်ဒါပေမဲ့ ီလောက်ကောင်းတဲ့အသီးကိုဘာဖြစ်လို့မကြိုက်တာလဲလို့ပြောလိုက်တဲ့ဟာကဘာဖြစ်သွားလဲဆိုလို့ရှင်ဒါ judge လုပ်တာမျိုးဖြစ်သွားတယ်เนาะအဲ့တော့ကြိုက်တာမကြိုက်တာတော့သူကိစ္စပေါ့လေသူကတရင်သီးမကြိုက်ပြီမဲ့သူဒီအာလိမ်မော်သီးလည်းကြိုက်ရင်ကြိုက်ပါဘောเนาะဒါသူ့အကြိုက်နဲ့သူပဲအဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ကိုယ့်ရဲ့ခံစားချက်မှန်သမျှကိုအချင်းချင်းဒီလိုကြည့်ကြည့်ရင်ဖွင့်နိုင်လားမဖွင့်နိုင်ဘူးလားเนาะကိုကတော့သူပြောတာတွေမှန်သမျှကိုတေချာနားထောင်နိုင်လားသူရင်ဖွင့်လာတဲ့အခါရင်ဖွင့်လာတဲ့အရာတွေပေါ့เนาะသူကတေချာ နားထောင်နိုင်လားအဲကိုကတေချာနားထောင်နိုင်လားဒါမှမဟုတ်သူ့ကိုကိုအမြဲတမ်း judge လုပ်နေမိသလားပေါ့နော်အဲ့ဓာရီကိုအာကျမတို့ yes no နဲ့ကျမတို့စဉ်းစားရမှာဖြစ်တယ်မေးကြည့်စေချင်တယ်เนาะနောက်တစ်ခုကကျတော့ကျမတို့ယုံကြည်မှုနဲ့ပတ်သက်တဲ့ trust ပေါ့ number 3ကတော့ trust သူ့ကိုကယုံလားเนาะသူကရောကိုကိုယုံတယ်လို့ခံစားရလားပေါ့เนาะဒီဟာကလည်းအစ်မအရေးကြီးရဲ့အဲ့တော့ဒီ trust ပေါ့เนาะ trust ကဘာလဲဆိုရှင်ကျမတို့ဒီအိမ်တော်ကြီးเนาะ relationship တွေမှာ trust က ဝိဓမအရေးကြီးတဲ့အရာဖြစ်တယ်နော်ဒီညမှာတော့ကျမရဲ့ကျမအကြောင်းကိုလည်းကျမပြောပြမယ်ကျမတချို့လည်းသိကြမယ်ထင်တယ်ပေါ့နော်ကျမကကျမမျိုးသားကအခုတော့ဆုံးသွားပြီဒါပေမဲ့သူကကျမထက်အများကြီးအသက်ကြီးရဲ့အဲလူတယောက်ဖြစ်တယ်ပြီးရဲ့ခါမှာဘာဖြစ်လဲဆိုသူနဲ့ကျမမတူတာတွေအများများတယ်ပေါ့နော်မတူတာတွေများလို့ဆိုကျမတို့လူမျိုးမတူဘူးနောက်တစ်ခုကပြောတဲ့စကားမတူဘူးအစရှိတဲ့ပေါ့နော်အဲ့လိုမျိုးအဲ့ခါကျတော့ဟိုသူ့ရှေ့မှာကျမကတယောက်ယောက်နဲ့ပေါ့နော် တင်ခါစရာတယောက်ယောက်နဲ့ထားလိုက်ပါတော့တခြားအမျိုးသားတယောက်ယောက်နဲ့ကျမဖုန်းပြောနေရဆိုမှရှင်ကျမဘလောက်ပဲဘလို့ပြောနေပြောနေအဲ့ဒီဖုန်းပြောတဲ့ကျမပြောနေရအောင်သူနားမလဲဘူးเนาะအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုသူနဲ့ကျမကြားမှာယုံကြည်မှုဆိုတာအမြဲတမ်းပဲအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တယောက်နဲ့တယောက်မယုံကြည်ပဲနဲ့ဒီလိုမျိုးကျမတို့ပေါင်းတင်နေထိုင်မှုဆိုတာမဖြစ်နိုင်ဘူးပေါ့နော်နောက်တစ်ခုကျမတို့အသက်အရွယ်ကွာဟမှုတွေရှိရယ်အဲ့ဒီခါကျတော့အာ တချို့ဆိုလို့ရှိရင်လည်းကျမကိုဆိုလို့ရှိရင်ထင်ကြတယ်လေဘာဖြစ်လို့လဲဆိုတော့ကျမကဘောနောအသက်ကြီးကြီးလူကြီးတယောက်ကိုယူထားတဲ့အတွက်ကြောင့်မလို့ပါတယ်ကျမဟိုအသက်ငယ်ငယ်ရွယ်ရွယ်တက်တက်ကြွကြွရှိနေတော့အွယ်ဆိုတဲ့အခါကျတော့နော်ကျမကဖောက်ပြန်နိုင်တာပေါ့ဒါက tendency အရာပဲလေဒါရှိနိုင်တယ်ပေါ့နော်ဆိုပြီးတော့ဒီလိုမလိုတဲ့သူတွေဒီလိုပြောကြတဲ့ဟာမျိုးလည်းရှိတယ်ဒါပေမဲ့ကျမပြောရမယ်ဆိုလို့ရှိရင်ကျမရဲ့ဘဝမှာကျမကဒီ အဲကျွန်မဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တည်းရမှာအမှန်ဆုံးကဘာလဲဆိုရင်ကျွန်မအိမ်အောင်ပြုခဲ့တယ်ဒီလူနဲ့ကျွန်မလက်ထပ်ယူခဲ့တဲ့ဟာပဲပေါ့နော်သူကျွန်မကိုလက်ထပ်ယူခဲ့တယ်ကျွန်မတို့တကယ်ကိုစစ်စစ်မှန်မှန်နဲ့ကျွန်မကိုချစ်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါကကျွန်မအတွက်ကဘာဖြစ်လဲဆိုလို့ရှိရင်အမတန်မှပဲအာအရေးကြီးရဲ့ဟိုပါပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်မအတွက်ဒါအမှန်ဆုံးပေါ့အမှန်ဆုံးကျွန်မဘဝအတွက်အရေးကြီးရဲ့မှန်လဲအမှန်ကန်ဆုံးဖြစ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်မပြောရမှာဖြစ်တယ်အဲ့တော့ ဘာဖြစ်လဲဆိုတော့သူကကျမပေါ်မှာအမကျမယုံကြည်ရယ်ပေါ့နော်ယုံကြည်မှုအရင်ရှိရယ်ကျမပေါ်မှာသူကဒါနှုံးပြယုံကြည်ရယ်ကျမပေါ်မှာအဲ့တော့ဘာဖြစ်လဲဆိုတော့သူကယုံကြည်ရဲ့အတွက်ကြောင့်မလို့ကျမဒီသူ့ကိုသူ့ယုံကြည်အောင်ကျမနေရယ်ပေါ့နော်အဲ့တော့သူ့ယုံကြည်အောင်နေရတဲ့အတွက်ကြောင့်သူကကျမကိုပို့ပြီးတော့ယုံတယ်အဲ့လိုပို့ပြီးတော့ယုံတဲ့အတွက်ကြောင့်မလို့ကျမကပို့ပြီးတော့အဲ့ဒီယုံကြည်မှုတန်ဖိုးထားပြီးတော့နေရယ်အဲ့တော့ကျမနဲ့သူနဲ့ကြောင့်မှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီယုံကြည်မှု trust ပေါ့နော်အဲ့ဒီဟာဒီ ရတမအကြီးမားဆုံးဘုံတစ်ခုဖြစ်တယ်ကျမတို့ချိတ်ဆက်ထားတာဒီဗာလဲဆိုလို့ရှိရင်အဲ့ဒီအာယုံကြည်မှုပဲအဲ့ဒါကအမြဲတမ်းအရေးကြီး